လုံးမဲ့မင်္ဂလာပါဒီနေ့ရှင်းပြပေးသွားမယ်ဗီဒီယိုဖိုင်လေးမှာတော့ probability အခမ်းအနားခြေလေးလာရတယ်ပေါ့နော် basic probability ပုံသဏ္ဍာန်ရှိမယ်ဒီ an event or event နဲ့ပတ်သက်တယ်ပေါ့နော်ပုံစံတွေခြေလေးတွက်ရမယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်တဲ့ challenging ဖြစ်တဲ့ပုံစံလေးကိုဒီမှာရေးပြီးတော့တက်ပြလေးသားမှာဖြစ်ပါတယ် အဲဒီ anyvent or event ပေါ်ဆိုင်ကိုထည့်လို့မတက်ခင်မှာ visit probability ရဲ့ပုံတင်နည်းလေးကိုကိုကသိရရမယ်ပေါ့နော်အဲ့ဒါကိုခြေတည်ပြီးတော့တက်သွားမှာဖြစ်ပါတယ်အဲ့ဒါ visit probability ကသူကခြေရတစ်ခုရဲ့ကိုပဲထည့်လို့ရှာခိုင်းတာပေါ့နော် event တစ်ခုရဲ့ပေါ့ပုံစံမှာခြေရတစ်ခုရဲ့ကိုပဲသူကလိုချင်တယ်ရွေးချယ်ခိုင်းမယ်ဆိုရင်ဒီပုံတင်နည်းလေးကို အလွယ်မှတ်ထားလိုက်ရပါပြီ။ဘိုင်းဝေးမှာလိုချင်တဲ့ event ပေါ့နော်။လိုချင်တဲ့ event ကိုထားမယ်။ပြီးရင်တော့ဘိုင်းကြီးကကြတော့ PHP တစ်ခုလုံးရေ total number of event ကိုရေးလိုက်တာပါပဲ။ဒီသဘောတရားလေးနဲ့ကတ်သွားရမှာပဲနော်။အဲတော့ဒါကဥစ္စာကနေပြီးတော့တစ်ခုတည်းကိုပဲအများတန်းရွေးချယ်ခိုင်းတဲ့အခါမှာဒီပုံသေးနည်းလေးနဲ့ပုံရတယ်ပေါ့နော်။ လူတယောက်ကိုရွေးချယ်ခိုင်းမယ်အရာဝတ္ထုတစ်ခုကိုရွေးချယ်ခိုင်းမယ်အများရန်ဖြစ်ရတစ်ခုလည်းကိုပဲသူလိုချင်တယ်ဆိုရင်ဒါ basic probability ဒီပုံစံလေးနဲ့တွက်လိုက်တာပါပဲနောက်တစ်ခုကျေလို့သိရမှာက any event နေ or event နေလာလို့ပေါ့နော်အဲ့တော့ any event ရဲ့သဘောကကြတော့သူကဖြစ်ရနှစ်ခုပေါ့ ီရဲ့နှစ်ခုဒါနှစ်ခုတက်ပို့မယ်လူ၃ယောက်ရွေးချယ်ခိုင်းတာလို့လူ၄ယောက်ရွေးချယ်ခိုင်းတာလို့အဲ့လိုမျိုးပေါ့နော်လူ၂ယောက်ပေါ့၂ယောက်ကနေစပြီပေါ့နော်အနည်းဆုံးအဲလူဖြစ်ရင်၂ယောက်ဒါမှမဟုတ်ပစ္စည်းရွေးချယ်ခိုင်းမယ်ဆိုလဲနှစ်ခုနှစ်ခုပေါ့နော်အဲ့လိုမျိုး event ကိုသူကအဲဖီရဲ့နှစ်ခုကိုအနည်းဆုံးကနေစပြီပေါ့နော်အဲ့လိုရှာခိုင်းပြီးဆိုတာနဲ့ကျေလို့ any event လေးနဲ့တွက်ကမယ်ပေါ့အဲ့တော့ any event ကကြတော့သူကအဲ့ဒီဖီရဲ့နှစ်ခုကို multiply လုပ်တယ်ဆိုတာလေးကိုမှတ်ထားနိုင်ရပါပြီ B O A N D ဆိုရင် ပြီးတော့ a multiply ပြီးတော့ b ပေါ့ဒီရနှစ်ခုကိုမြှောက်ချင်းနဲ့တွက်တွက်ကမယ်ပေါ့နော်အဲ့တော့ဒီတစ်ခုစီမှာဒီပုံသင်ကြီးလေးကိုပဲတုံးတာပါပဲဘိုင်းဝေမှာလိုချင်တဲ့ event ကိုထားမယ်ဘိုင်းကြီးကတိုတဲ့ event နဲ့စားပြီးတော့ဒါတွက်သွားရုံပဲပေါ့နော်အဲ့တော့ဒီ an event မှာတော့ကိုကအရာဝတ္ထုတွေပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးရေးချဲ့ခိုင်းတဲ့အခါမှာအဲပြန်မထည့်ဘူးပေါ့ without replacement လို့ not return လို့အဲ့လိုမျိုးပြန်ပြီးတော့မရွေးတော့ဘူးဆိုပြီးတော့အဲ့လိုညှို့နှမ်းမယ်ဆိုရင်တော့ဒါ short ခြင်းနေနဲ့ပေါ့နော်သက်ဆိုင်ရာပုံစံစီပြီးတော့အဲ့လို short ပြီးတော့လိုအပ်ရင် short ရတာရှိမယ်အဲပြန်ထည့်မယ်ဒီပါညှိုးနှားရယ်ဆိုရင်တော့ short ဆရာမလို့ပေါ့အဲ့လိုမျိုးနေတာဆက်လက်ပြီးတော့စဉ်းစားရတာပေါ့နော် any event ကနောက်ထပ်တစ်ခုကကြတော့ all event ပေါ့ all event ကကြတော့သူက ပုံစံမှာတော့ဒါမိခွန်းနေမှာတော့အများအမ်းပဲသူကအော်ခံပြီးတော့မိပါတယ်။တခုမဟုတ်တခုပေါ့နော် boy or girl male or female either or neither or အဲ့လိုမျိုးနဲ့အော်ဆိုပြီးတော့သူသကလုံးလေးနဲ့ဖော်ပြရမယ်ဆိုရင်တော့ဒီ or even probability ကိုတွန်းလိုက်တာပါပဲ။အဲ့တော့ or even ကကြတော့သူကဒီဖြည့်ရနှစ်ခုကို on နဲ့ဆက်သွယ်ပြီးတော့ဗောနော်ဖော်ပြမယ်ဗော။ B or A or B ပေါ့အဲ့တော့ all event ဆိုရင်ဇေရိုမှတ်ကမှာကအဲ့ဒီဖြစ်ရဲ့နှစ်ခုကိုဘောင်းပေးရပါမယ် B or A plus B or B ပေါ့နော်ဒီလိုလေးရှိပါမယ်အဲ့တော့သူကအမှ B or A plus B or B မှာဆိုရင် intercept ပါမပါဘူးလို့ကြည့်ရမယ်ပေါ့နော် oil van မှာ intercept ကတဲ့ဘောကတူတာတွေပေါ့တူနေတဲ့ဖြစ်ရတဲ့ထက်နေတဲ့ဖြစ်ရတဲ့ပါလာပေါ့နော်အဲဒီဖြစ်ရနှစ်ခုမှာတူနေတာတွေထက်နေတာတွေပါတယ်ဆိုရင်ထက်တဲ့အရေအတွက်တူတဲ့အရေအတွက်ကိုနှုတ်ပြရမယ်ပေါ့နော်အကယ်၍တူတာတွေမပါဘူးပေါ့ဒါကတူတာပါရင်တော့မှတ်ပြီးပေါ့နော်တူတာပါခဲ့ရင်နှုတ်ချင်းဖယ်ပြရမယ် အဲသူရဲ့ဖြစ်ရည်တွေမပါဘူးပေါ့အဲ့ဒီဖြစ်ရည်နှစ်ခုကတီးကြစီပဲဘာမှထပ်ချင်းပြည့်ချင်းမရှိဘူးဆိုရင်တော့အဲ့ဒီဖြစ်ရည်နှစ်ခုဒီတိုင်းပဲပေါင်းစင်းနေပဲကျေတွက်ပြလိုက်ကပါဒီလိုမျိုးလေးရှိနေပါတော့အဲ့တော့ event ဆိုရင်တော့အဲ့လိုမျိုးသူရာပါမပါလေးကိုကိုကစဉ်းစားရတဲ့အပိုင်းလေးတော့ပိုးသွားမယ်အဲ event မှာဆိုရင်တော့ပြန်ထည့်လားမထည့်လားအဲ့လိုမျိုးသဘောတရားလေးယူနေစဉ်းစားပြီးတော့ short တင်တာ short မယ်အဲပြန်ထည့်မယ်ဆိုရင်မ short ပဲနဲ့တွက်ပြရမယ်ပေါ့နော်အဲ့တော့ဒီဟာလေးကြီးကတော့ သတိထားမယ်အချက်ကလေးဖြစ်ပါတယ်။အဲဒါကြောင့်ဒီမှာဒီနေ့ရှင်းပြပေးမယ်ဗီဒီယိုဖိုင်လေးမှာဒီ probability မိကွန်းလေးတွေကမှာနည်းနည်းလေးပေါ့နော် challenge ဖြစ်တဲ့မိကွန်းလေးတွေကိုရွေးထုတ်ပြီးတော့ဒါပြပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကနေကျေစာလိုက်ပါမယ်။နံပါတ်1ကကြတော့ Mary is playing a memory card game with her sister. They have a stud or Cat made up of 14 pair or matching animals. To so the upper 28 cat And a mama do 14 pair or matching animals or so the same pit member, so not pairs or the same pit member. So the the near two animals, same two animals so today, kaka, saliga shini member. Each player get a 10 or flip over two cat in hope of finding a master. So Tunisa, Tanakua, no? turn off flip လောက်တဲ့အခါမှာအဲကတ်နှစ်ခုကဒါတူတော့မှာပဲ player ကစားသမားပေါ့နော်ကတ်နှစ်ခါချတဲ့အခါမှာအမှန်မှာတူခဲ့ရင်ဒါ finding and match နော် finding and match ဖြစ်ဖို့အတွက်ကိုဒါတူတော့မှာရမယ်ပေါ့ if mary go fast ပေါ့နော် what is the probability that she will get a matching pair ကိုသူလိုချင်တယ် during her first time ပေါ့သူရဲ့အလှယ်မှာပဲသူ မက်ချင်ဘာကြာမဲ့ဖြစ်ရက်ကိုကျေစဉ်းစားပေးရအောင်အဲဒါမက်ချင်ဘာကြာနိုင်မှုအတွက်ကဒါသူနှစ်ကပ်ကိုဆွဲထုတ်မှာပဲမက်ချင်ဘာကအဲကြာမကြာကိုဖြစ်နိုင်ပြီးရှိမရှိကိုစဉ်းစားလို့ရမှာတကယ်ပဲဆွဲထုတ်လိုက်ပြီးရင်အဲဒါမက်ချင်ဘာဖြစ်ဖို့အတွက်ကမရတဲ့တကြောင်မို့လို့ကျေဒီနေရာမှာတည်ရမှာကမက်ချင်ဘာကိုသူကလိုအပ်တာဖြစ်သွားပြီဖြစ်တဲ့တကြောင်မို့လို့ကျေကတ်နှစ်ကပ်ဆွဲထုတ်မှာပဲရတော့မယ်ပေါ့နော်အဲဒါကတ်နှစ်ကပ်ဆွဲထုတ်တာဖြစ်တဲ့တကြောင်မို့လို့ကိုက an event နဲ့တွက်ကြမယ်ပေါ့နော်ဒီနေရာလေးမှာ an event နဲ့ အဲ့လိုစဉ်းစားရမယ်ဆိုတာလေးကိုနားလည်ရမယ်ပေါ့အဲ့တော့ तू ကဒီမှာ28ကပ်တိုတရားဖြစ်တော့28ကပ်ရှိတယ်အဲ့မှာမှ तू က third ဖြစ်တဲ့ကပ်ကလေးတွေက14ကပ်ပါမယ်ပေါ့နော်ဒါဘလိုဂျနာက example.play တကပ်ရှိမယ်ဆိုရင် तू နဲ့ third ဖြစ်ဖို့အတွက် dot ကလည်းနောက်တစ်ကပ်ထပ်ရှိမှ तू ကအဲ့လို same ဖြစ်ပြီးတော့ဒါ pair ဖြစ်သွားမှာပေါ့အဲ့တော့ကိုနားလည်ရမှာက animal တကပ်ထွက်လာမယ်ဆိုရင် နောက်တစ်ခါကလည်းအဲ့ animal ပဲပြန်ကြတော့မှဒါ match ဖြစ်သွားမယ်ဆိုတာလေးကိုနားလည်ရမှာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျတော့ first stand ပေါ့နော်သူ first stand ရတယ်အဲ့တော့ပထမဆုံးကတ်တစ်ခါကိုဆွဲထုတ်တဲ့အခါမှာသူ့ရဲ့ဒီ28ကတ်ထဲကဘယ်ကတ်မဆိုကြနိုင်တာပဲလေနော်သူမှာ28ကတ်ထိုးတယ်အဖြစ်28ကတ်ရှိရတဲ့ကြောင့်မလို့အဲ့ဒီကဘယ်ကတ်မဆိုသူကဒါဖြစ်နိုင်ကြီးရှိသွားပြီဖြစ်တဲ့ကြောင့်မလို့လိုချင်တဲ့စီမှာ 28ပေါ့နော်ဒါ28ကတည်းကဘယ်ကမ်းမလို့ထွက်လာနိုင်လဲ there is an animal တွေရှိနေမှာပေါ့နော်အဲ့ဒါအဲ့အဲ့လိုရှိသွားမယ်ပြီးရင် total မှာလည်းပဲသူက28ကပ်ပဲရှိသွားမယ်ပေါ့ဒါကပထမဆက်ထုတ်လိုက်တဲ့အကျင့်လေးကိုစဉ်းစားကြည့်လိုက်တာပေါ့နော်ဖြစ်နိုင်ခြေရှိတာလေးကိုယူဆလိုက်တယ်ပြီးရင်သူကဒုတိယကတ်ကိုသူဆက်ထုတ်ကြတော့မယ်လေအဲ့ကြတော့မှသူ match ဖြစ်မဖြစ်သူ့ရဲ့ probability ကိုသူကလိုချင်တာအောင် match ဖြစ်တဲ့ဟာကိုလိုချင်တာအောင်အဲ့တော့ဒုတိယကတ်ကိုဆက်ထုတ်တဲ့အခါမှာ mesh ဖြစ်နိုင်ခြင်းရှိဖို့အတွက်ကသူကတကက်ပဲထွက်ပါ။ဘာကြောင့်လဲဆိုတော့ကွာဒီပထမကတ်မှာ example ဒီမှာပြခဲ့တယ်လို့ဒီလို28ကတ်ထဲက dot ဆိုရဲ animal တကက်ထွက်လာမယ်ဆိုရင်နောက်တစ်ကြိမ်ဒုတိယမြောက်ကတ်ကိုဆွဲထုတ်တဲ့အခါမှာလဲ dot ပဲကြတော့မှသူကဘာဖြစ်သွားမလဲ mesh ဖြစ်တော့မှာ။အဲတခြား animal ဖြစ်တဲ့ cat ကြမယ်ဆိုရင် notch map ပဲ။အဲမဖြစ်တော့။နော် same ဖြစ်တော့မှာကသူကအဲ matching ဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်တစ်ချိန်မှာလာနိုင်ပြီရှိတာပါလိုချင်တဲ့စီမှာတကက်ပဲရှိပါတော့ဒီရှိမှာထွက်လာတဲ့တက်နဲ့စိမ့်ဖြစ်ဖို့အတွက်ကိုသူကတကက်ပဲရှိတော့မှာဘာကြောင့်လဲဆိုတော့သူမှာ14 pair ပဲရှိတာဟုတ်ပရိသတ်လေးအဲဒီလို animals လေးတွေ pair ဖြစ်ဖို့အတွက်ကသူကဒါ animals တစ်ခု pair ဖြစ်ဖို့ဆိုရင်ဒီလိုနှစ်ကက်ပဲပါမှာဆိုတော့လေအဲဒီမှာတကက်ထွက်ပြီလို့ယူဆလာရင်နောက်တစ်ကက်သူနဲ့စိမ့်ဖြစ်ဖို့အတွက်ကတကက်ပဲလာနိုင်တော့မယ်အဲဆိုလိုချင်တဲ့စီမှာ1ပေါ့ အဲ့တော့ total မှာကျတော့ဒီကဒီမှာ28ကပ်ကိုသွားစဉ်းစားလို့မရတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအရှိမသူကတကက်ထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ28ကပ်ထဲမှာကျတော့ short short ပြရနော်။ကျန်တဲ့29ကပ်ကပဲဒါဖြစ်နိုင်ခြေရှိသွားတယ်ဆိုပြီးစားလိုက်တာပေါ့။ကျန်တဲ့29ကပ်ထဲရနေကွာ။သူနဲ့လိုက်ပြီးတော့စိမ့်ဖြစ်မယ်ကပ်ကတကက်ပဲလာနိုင်တယ်ဆိုပြီးတော့အဲ့လိုစဉ်းစားလိုက်တာပေါ့နော်။အဲ့တော့ဒီဟာလေးထွက်သွားမယ်ဆိုရင်ဒါကတော့ဆက်ပြီးတော့ကျေကိုအဖြေဆက်တွက်လိုက်ရပါပြီ။ Ada twenty eight ni, twenty eight ni ada five ni, five ni ni yo tip je tu ameko. Ada dia agak miao lah meko ini. One high twenty seven so yo tu ye answer aga A ya Now the number ni ko sabi yo di lai tu Number ni kat A teacher would like to pick two students from her class or 30ပေါ့အဲဒါဒီမှာကျောင်းသားအယောက်30လေးကနေသူကကျောင်းသားနှစ်ယောက်ကိုရွေးချယ်တော့မယ်ပေါ့နော်အဲဒါဒီမှာနှစ်ယောက်ရွေးချယ်ပြီဆိုတော့လည်းကိုနားလဲတော့ရတော့မှာက any event နဲ့ကိုစဉ်းစားရတော့မယ်ဆိုတာလေးသိရမယ်ပေါ့နော်16 girls and 14 boys ရှိတယ် to be class leader အတွက်ကိုသူ၂ယောက်အဲ့ဒီကနေရွေးမယ်ပေါ့နော် each of these student one at a time without replacement အဲ့တော့သူတယောက်ရွေးပြီးတိုင်းအဲ့တယောက်ကပြန်မပါတော့ဘူးပေါ့နော် ပြန်မထည့်တော့ဘူးပြန်ရွေးမခံတော့ဘူး why stability that bold class leader of wine ဆိုအဲ့နှစ်ယောက်စလုံးကိုသူပါပဲလို့ခြင်းလဲဆိုတော့ယောက်ျားလေးပဲသူလို့ခြင်းလဲအဲဆိုရင်ကိုယ့်ရဲ့အဖြေကို round your answer to the nearest four person percentage နဲ့ပြန်ထုတ်ပေးရမယ်ပေါ့နော်အဲဆိုကျွန်တော်ကဒီမှာဒီရမှာကဒီ keyword လေးတွေကိုကကြည်လိုက်ရပြီ why မဲ့နှစ်နှစ်ယောက်စလုံးကိုလို့ခြင်းလဲတယောက်ရွေးပြီးတာအဲ့တယောက်ကပြန်မပါတော့ဘူးပြန်မထည့်တော့ဘူးဆိုပြီးတော့သူပြောတာရယ်ပေါ့နော် အဲ့တော့ကျေတို့ဒီမှာတွက်ဖို့တွက်က probability of ဒါကတော့ဒီစာသားတွေကတော့ဒါမရေးလဲရပါတယ်နော်ကျေပြန်ကြည့်ရင်ပြရအောင်လို့ရေးပြခြင်းဖြစ်ပါတယ်။နှစ်ယောက်စလုံးကိုသူကဘွိုင်းမဲ့လို့တင်တယ်ပေါ့။အဲ့တော့ပထမအတွက်ကိုကျေတို့စဉ်းစားမယ်ပေါ့နော်ဒါ event နှစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက multiply နဲ့တွက်ကမယ်။အဲ့တော့ပထမတွက်ကယောက်ျားလေးကဒီမှာ14ယောက်ရှိရတဲ့ကြောင့်မလို့ login နဲ့စီမှာ14ပေါ့နော်တိုတယ်ကကြတော့အမအယောက်30ရှိရတဲ့ကြောင့်မလို့30ဖြစ်သွားမယ် ပြီးရင်ဒုတိယတယောက်ကိုရေးတဲ့အခါမှာသူကပြန်မထည့်တော့ဘူးဆိုတော့ဒီမှာကျေကရှော့ပေးရတာနော်ဒုတိယတယောက်ကလည်း why မဲ့လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့14ရောက်ထရန်နေတယောက်ရှော့လိုက်73 30တဲ့ကနေတယောက်ရှော့လိုက်ရင်29ဖြစ်ပါမယ်နော်ဒီတယောက်ကရွေးချယ်ပြီးပါပြီပြန်မပါတော့တဲ့အတွက်ကြောင့်မလို့ဒါရှော့ပြီးတော့စဉ်းစားလိုက်ခြင်းဖြစ်ပါတယ်အဲဒါဆိုအမှဆိုရင် तू က percentage နဲ့ပြန်ပြရမှာဆိုတော့ကွာဒီထွက်လာတဲ့အပြုကျတော့ရာခိုင်နှုန်းနဲ့ပြရမယ်ဆိုရင်ဒါ100နဲ့မြောက်ပြီးတော့ percent ထုတ်ပေးလိုက်ရပါပြီနော် အဲ့တော့ဒီမှာကတော့ဒါခြေလို့ရတာလေးခြေခြေကြလိုက်နော်ဒါ design calculator သုံးပြီးတော့တန်းတွက်လိုက်လည်းရပါတယ်2.4လေးပြီးရင်25လေးပေါ့နော်ပြီးတော့မှဒါတွေကိုပိုင်းဝင်ခြင်းညပိုင်းခြင်းချင်းမြှောက်ပြီးအမှထွက်လာတဲ့အဖြေပေါ့နော်ဒီစားလို့ရတဲ့အဖြေကနေ100နဲ့ပြန်မြှောက်လိုက်ရင်နော်ဒီမှာအဖြေပဲပြလိုက်ပါတော့မယ်နော်20.9ဆိုပြီးတော့သူကထွက်ပြန်အဲ့တော့သူက nearer whole person ကိုလိုချင်တော့ဂျေရိုကဒီမှာဒီဒသမရဲ့နောက်ကအဲကိုကြည့်လိုက်တဲ့အခါမှာ 5 to 9ဖြစ်တဲ့တကြောင်မလို့တိတိုးလို့ရတယ်ပေါ့နော်အဲတော့ကိုယ့်ရဲ့အဖြေကို21%ဆိုပြီးတော့အဖြေလေးထုတ်ပေးလိုက်ရင်ရပါပြီနောက်တစ်ပုဒ်နံပါတ်3ကိုဆက်ပြီးတော့သွားလိုက်ပါမယ်နံပါတ်3ကကြတော့ they are 48 total applicant for a job ပေါ့နော် of the application 20 have a college degree 15 have five years of working experience and a have college degree and five years of work experience if an applicant is randomly selected what is the probability to the nearest tent of a person go to nearest tent of person if you have that he or she has a college degree or five year of work experience အဲ့တော့ဒီမှာ all event လေးနဲ့နေလာတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျေတို့ဒီမှာပေးထားတဲ့ category အားဖြင့်က3မျိုးရှိနေမယ် college degree ရတာအယောက်20ဒါ48ယောက်ထဲမှာပါနော်ဖွဲ့ရတာအယောက်20ပြီးရင်တွေ့ကြုံလောက်သက်9နှစ်ရှိရယ်လူက15ယောက်ပါတယ်ပေါ့ပြီးရင်ဘွယ်လဲရတဲ့လောက်သက်9နှစ်လဲ ရှိနေတဲ့လူက၈ယောက်ရှိပါတယ်ဒီနှမျိုးစလုံးနဲ့ပေါ့နော်အဲအချက်လက်တွေကိုက်ညီတဲ့လူကတော့ဒီ48ယောက်ထဲမှာ၈ယောက်ရှိတယ်ပေါ့အဲ့လိုဆိုလိုချင်တာဖြစ်ပါတယ်အဲဆိုအဲ့ဒီကနေမှသူကဒါ randomly selected ပေါ့နော် applicant တယောက်ကိုသူရွေးထုတ်မယ်ရွေးထုတ်တဲ့အခါမှာအဲသူ college degree သို့မဟုတ်5 year experience ရှိတဲ့ probability ကိုကိုယ်ရှာခိုင်းတယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့အဖြေကို nearest tens of percent နဲ့ဒသမတနည်းရပါပေါ့နော် သမတနေရာဖြတ်ပြီးတော့ percentage နဲ့ပြပေးပါတဲ့အဲ့တော့ကျတော့ဒီ percentage အပိုင်းကိုခဏထားလိုက်ပေါ့နော်ဒီရာကိုအရင်စဉ်းစားမယ်ပေါ့အဲ့တော့ all even ဖြစ်တဲ့တကြမို့လို့ကျတော့အဲ့ဒီပြည့်ရလေးကိုပေါင်းပေးရမယ်ပေါ့နော်ဒီမှာကျက်စာသားတွေတော့မရှိတော့မဆန့်တော့မှာဆို college degree or 5 year ပေါ့နော်စာသားနဲ့အဲ့လိုပြီးမယ်ဆိုရင်အဲ့တော့ဒီမှာ all even ဖြစ်တဲ့တကြမို့လို့ပေါင်းမယ်ပြီးရင်ကိုတတိထားရမှာကဒီမှာ intersection ရှိမရှိကိုကြည့်နော် အကြေး intersection တူရာထက်တာတွေရှိရင်နှုတ်ပေးမယ်တူရာထက်တာမပေးရဘူးဆိုရင်ကျေတော့နှုတ်ပြရမလို့ပေါ့အဲ့တော့ဒီမှာကသူကတူရာထက်တာပါနေပါတယ်နော်ဒီမှာ college degree သူလိုချင်တဲ့ဒီမှာ college degree ဆိုတဲ့ event ဟော5 year experience ဟောအဲရှိတဲ့ event နှစ်ခုလုံးနဲ့ကိုက်ညီနေတာကဒီမှာ၈ရောက်ပါတဲ့အတွက်ကြောင့်ကျေတော့ဒီပုံစံမှာနှုတ်ကိုနှုတ်ပေးရမယ်ဆိုတာလေးကိုသိရမယ်ပေါ့နော်အဲ့တော့ဒီမှာတက်ဆိုင်ရာထည့်လို့ရပါပြီ အဲ့တော့ပထမဆုံးသူက college degree ပြီးတော့ကိုလိုချင်တာဆိုလိုချင်တဲ့စီမှာအယောက်20ဖြစ်သွားမယ်။ total ကတော့48ယောက်ဖြစ်သွားမယ်။ဒီလိုရှိပါမယ်။ပြီးရင် all event ဆိုတော့ပေါင်းခြင်းရေးလိုက်တယ်။ပြီးရင်5နှစ်တွေ့ကြုံရှိတာကလိုချင်တဲ့စီမှာ15ယောက်ပေါ့နော်။ total က48ယောက်ဖြစ်သွားမယ်။ပြီးရင်သူထပ်နေတဲ့ဒီနှစ်ခုစလုံးမှာပါဝင်နေတဲ့လူက8ယောက်ဆိုတော့လိုချင်တဲ့စီမှာ8 total မှာ48ဆိုပြီးတော့နှုတ်ပေးလိုက်ရပြီပေါ့နော်။ အဲ့တော့ဒါတွေကတော့အမပိုင်းကြီးကြီးညီတဲ့အတွက်ကြောင့်မို့လို့သက်ဆိုင်ရာပိုင်းဝေးတွေကိုပေါင်းမယ်နှုတ်မယ်လောက်ဆောင်လိုက်ရပြီအဲ့တော့20နဲ့35နဲ့ဆိုတော့35 35ရဲ့အနေနဲ့ရှစ်ကိုနှုတ်မယ်ဆိုတော့ဒါ28ရတယ်ပေါ့နော်27 48ပေါ့ပြီးရင် percentage နဲ့ပြရမှာဆိုတော့ကိုကအမှတရားနဲ့မြောက်ပြီးတော့ဒါ calculator သုံးပြီးတော့ဖြည့်ရှင်းလိုက်ရပါတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတော့ calculator သုံးတဲ့ပိုင်းကိုကျော်လိုက်မယ်ဒီပဲရေးလိုက်ပါတော့56.25ဆိုပြီးတော့ထွက်မယ်ပေါ့ တော့သူကဒီမှာ nearest 10ကိုလိုချင်တာဖြစ်တဲ့ကြောင့်မလို့ဒသမကိုဒါတနေရာတိုးလို့ရတယ်56.3 bn percent thinking data ထည့်လိုက်ရပါပြီ။အဲဆိုသူရဲ့ answer ကဒီမှာ b ဆိုပြီးတော့ရရှိသွားမှာဖြစ်ပါတယ်။နောက်တစ်ပုတ်နံပါတ်၄ကိုကျေဆက်သွားလိုက်မယ်။ နံပါတ်၄ကတော့ Louis has a jar full of jelly beans, six lemon, four orange, three mango, five lime and two grape. If he selected one jelly bean at random, what is the probability that it will not be lemon? အဲ့တော့သူက lemon ကိုသူမလိုချင်ဘူးပေါ့နော် not နဲ့ပေးရတယ်။ခြေရတစ်ခုရဲ့ကိုပဲခြေကိုစဉ်းစားအောင်နော် jelly bean တစ်လုံးနဲ့ကိုပဲသူကရွေးမယ်ပေါ့ဒီ jar ထဲကနေပြီးတော့ပါဒီမျိုးစားတွေကနေတစ်လုံးကိုရွေးချက်တယ် အဲ့တော့ဒါဖြစ်ရတဲ့ခုလည်းဖြစ်တဲ့တကြောင်မလို့သူ့ကို visit ပုံသင်ပြီးလေးပဲသုံးလိုက်ရပါပြီ။ not lemon ပေါ့နော်။ lemon ပါတာကို lemon မပါတဲ့အရေး probability ကိုသူကစဉ်းစားခိုင်းတာပေါ့။အဲ့တော့လိုချင်တဲ့စီမားချက်ကို lemon မပါတာကိုဖယ်လိုက်မယ်ပေါ့နော်။အဲ့တော့ lemon ကဒီမှာ6ခုဆိုတော့သူမပါတာဆိုတော့ကျန်တာတွေကိုကျေလို့ယူလိုက်ရပြီ။၄ရယ်၃ရယ်ဆိုတော့9ပေါ့။9ကဲပြီးရင် 9ရယ်ဆိုတော့12ဖြစ်သွားမယ်12နဲ့နောက်ထပ်ထပ်ပြီးတော့ grade က2မျိုးဆိုတော့14မျိုးပေါ့နော်14မျိုးရပါမယ်အဲဒါ limon နဲ့ပါပေါင်းလိုက်ရင်သူက6ခုနဲ့ဆိုတော့ total မှာတော့20လို့ထည့်လိုက်ရင်ရပြီနော် total မှာတော့ဒါပါပါမရမှာနော်လိုချင်တဲ့စီမှာတော့ဒါမပါတာကိုသူကလိုချင်တာဖြစ်တဲ့တကြောင်မလို့ထည့်ချလိုက်တာပါအဲဒါပြီးသွားပြီဆိုရင်ဒါအရှင်းဆုံးပုံစံပေါ့နော် lowest sand ချိန်ပြီးတော့အကြီးထုတ်လိုက်ရင်ရပါပြီနည်းနည်းပေါ်အောင်စားလိုက်ရပြီပေါ့နော်9 14 14 နှစ်ဆယ်လေးနှစ်ဆယ်ဆိုတော့ဒါသူ့ရဲ့အဖြေကစီရပါပါမယ်7 by 10ပေါ့နော်နောက်တစ်ပုတ်ဇေရိုဆက်ပြီးတော့ကြည့်လိုက်မယ်။နံပါတ်5ကိုဆက်သွားလိုက်ပါမယ်။နံပါတ်5ကကြတော့ Sam has a five way different shape ပေါ့နော်။ are the six square, seven circle, and nine triangle here. What is the probability in lowest 10? Lowest 10 is six. somewhere reach and can get a square and then a triangle without replacing the square. As a dual dima, the here, no? square, circle, triangle, don't you really need to know you told me so out of my yard and then it's that how it will. As a better matter, the square will tell me being, uh, do they are the thing will do triangle, no? ပြီးရင် without represent the square ဆိုတော့ပြန်မထည့်တော့ဘူးပေါ့နော်ပထမထုတ်ထားတဲ့ square ကိုကအဲပြန်မထည့်တော့ဘူးပေါ့အဲ့လိုမျိုးနဲ့နော်သူအဲ sorry ဒီ fail လုပ်မယ်ပေါ့ fail လုပ်တဲ့အခါမှာသူကပြန်ပြီးတော့အဲ square ထည့်ယူရရင်ဆိုရင်ကအဲ square ကိုပြန်မထည့်တော့ဘူးလို့ပြောတာပေါ့နော်တခြား circle ဖြစ်ဖြစ် triangle ဖြစ်ဖြစ်အဲ့လိုထည့်မယ်လို့ပြောတာပေါ့အဲ့တော့ပထမ square လိုချင်တယ်ဒုတိယက triangle လိုချင်တယ်ပေါ့အဲ့တော့ဒါဖြည့်ရနှစ်ခုဖြစ်သွားပြီဖြစ်တဲ့တကြမို့ကျေကို အမ်ဗန်နဲ့စဉ်းစားရမယ်ပေါ့နော်အမ်ဗန်နှစ်ခုဖြစ်တာဖြစ်တဲ့တကြောင်မလို့အဲ့တော့ပထမတစ်ခေါက်အတွက်ကိုသူက a square ဖြစ်တဲ့တကြောင်မလို့ဒါ square ကဒီမှာအားလုံးပေါင်းဘယ်နှစ်ခုရှိလဲ6ခုရှိတဲ့တကြောင်မလို့ logarithm နဲ့စီမှာ6 total ရကြတော့ဒီမှာ6ကခွနစ်ကဲဆိုတော့73ပေါ့နော်73ရယ်9ရယ်ဆိုတော့22ရပါမယ်အဲ့တော့ဒီ total မှာက22ဖြစ်သွားမယ်ပေါ့အဲ့တော့ပြီးသွားရင်သူကအဲ့ square ကိုပြန်မထည့်တော့ဘူးဆိုတော့ဒီတရား အမြောက် triangle ကိုစဉ်းစားတဲ့အခါမှာဒီမှာ22ခုတွေကနေ square တစ်ခုကိုဖယ်လိုက်တဲ့သဘောပါပဲ21ဖြစ်သွားမယ်ပေါ့နော်အဲဒါပေမဲ့ triangle ကတော့ဒီမှာရော့ခြင်းမရှိသေးဘူးဒီမှာ6ခုရှိတဲ့အတွက်ကြောင့်မလို့ဒီ6ခုလုံးကဖြစ်နိုင်ခြင်းရှိတဲ့အတွက်ကြောင့်မလို့လိုချင်တဲ့စီမှာတော့6ဖြစ်သွားမယ်နော် total ကတော့ဒီမှာ square တစ်ခုကိုသူပြန်မထည့်တော့တဲ့အတွက်ကြောင့်မလို့21လို့ထားလိုက်တာပေါ့အဲဒီပြန်ထည့်မယ်ဆိုရင်တော့ဒီမှာ short เสียမှာလို့ပါအောင်နော်အဲဒါဒါလေးကတော့ကျေစက်ပြီးတော့တွက်လိုက်ရပါပြီ3နဲ့ရအောင်မယ်ပေါ့နော်3 3 4 ပြီးရင်3921ပေါ့နော်အဲ့တော့ဒီဘက်မှာလည်းပဲသူကအမှနှစ်နဲ့ရမယ်ပေါ့နော်နှစ်3လီနှစ်71လီပေါ့အဲ့တော့ပြီးရင်တော့ဒါတွေကတော့အမှလေဟိုဟာဖြစ်လို့ရပါမယ်နော်ပိုင်းဝေဖြည့်စရာမရှိတော့ပိုင်းဝေခြင်းမြောက်33လီကိုပိုင်းဖြည့်ခြင်းမြောက်တော့71ခွန်လီ89ဆိုပြီးတော့ဒါ lowest container ဖြစ်တယ်နော် C ရရှိသွားမှာဖြစ်ပါတယ် နောက်တစ်ပုံလေးဆက်သွားလိုက်ပါမယ်နံပါတ်6ကိုနံပါတ်6ကကြတော့ a dot litter contain nine puppies ပေါ့နော်သူရဲ့ဒီ dot litter လေးထဲမှာ nine puppies ရှိမယ် they are three black me black me သုံးက three spot me spot me သုံးက two brown female brown female နှစ်ကောင်ရှိမယ်ပြီးရင် and one spot female ကတစ်ကောင်ရှိမယ်ပေါ့ အဲ့တော့ဒုတိယအဖြစ် nine perfect puppy ရှိပါမယ်နော်အဲ့တော့သူက what is the probability that a customer a randomly select a puppy puppy တကောင်ကိုရွေးချယ်မယ်ပေါ့အဲ့ဒီကနေပြီးတော့နော်ကိုးကောင်လေးကနေတကောင်ရွေးမယ်ရွေးတဲ့အခါမှာ either male or spot ကိုသူကလိုချင်တယ်အဲ့တော့ဒီနေရာမှာလဲသူက or event လေးနဲ့တွက်ခိုင်းတာပေါ့နော်အဲ့တော့ or event ဆိုရင်ကျေလို့တီးရမှာကပေါင်းမယ်ပေါ့နော်အဲ့တော့ခြေရနှစ်ခုကိုကျေလို့ပေါင်းခြင်းနဲ့စဉ်းစားမယ်ပြီးရင်ထပ်တာရှိမရှိပေါ့ intersection ရှိမရှိကိုကြည့်မယ် ိုင်နှုတ်ပြီးမယ်မပိုင်နှုတ်ပြရမလို့เนาะဒီအခြေခံ concept လေးတော့ကျွန်တော်သိရမှာပေါ့အဲ့တော့ဒီမှာ main အတွက်ကိုစပြီးတော့ကြည့်တဲ့အခါမှာ main ကိုကျွန်တော်ကလိုက်ရည်တဲ့အခါမှာဒီမှာဆိုရင် blood main က3កောင်ရှိမယ် spot main က3កောင်ရှိမယ်ဆိုတော့အားလုံးပေါင်းသူက6កောင်ရှိတယ်အဲ့တော့ dogenes ီမှာ6ပေါ့ today ကကြတော့ဒါ6កောင်ပြတာပြတာဖြစ်တဲ့တကြမလို့6ဆိုပြီးတော့ရေးလိုက်ရင်ရပြီပြီးရင် spot ကိုကြည့်အဲ့တော့ spot ပါတာကသူက gender မပေးတဲ့တကြမလို့ဒါ spot က male or female ကိုယူပေးရပါမယ်နော်အဲဒါဒီမှာ three spot male and one spot female ဖြစ်တဲ့တကြောင်မလို့ spot ပါတဲ့အကောင်ရေအတွက်ကအားလုံးပေါင်း၄တောင်ဖြစ်ပါမယ်ပို့ဆိုကျင်တဲ့စီမှာ4 total ကတော့9ဖြစ်ပါမယ်ပြီးရင်ကျတို့ intersection မရှိလို့ဆုံးဖြတ်ပြီပေါ့နော်အဲဒါဒီလိုကြည့်ရတဲ့အခါမှာအရှိမသူက male ဖြစ်တယ်အနောက်က spot ဖြစ်တဲ့တကြောင်ကျတော့ male ထဲမှာ spot ရှိတဲ့အကောင်ရေအတွက်ကဒါထက်တာဖြစ်ပါတယ်အဲ့လိုမျိုးကြည့်လိုက်တာပေါ့နော် အဲ့တော့ဒီမှာမေးထဲမှာ spot ရှိနေတာက3កောင်ဖြစ်တဲ့ကြောင့်ဒီ3កောင်က intercept အနေနဲ့ဖြစ်သွားပြီပေါ့အဲ့တော့ logistics စီမှာ3 total ကတော့9ဖြစ်သွားပြီเนาะ main spot ကိုတန်းကြည့်လိုက်တာပေါ့เนาะအဲ့တော့ဒီမှာရရှိသွားခဲ့ပြီပေါ့3កောင်ကအဲ့တော့ပြီးရင်ဒါလေးတွေအဆက်တွက်လိုက်အောင်ပါပဲ6နဲ့4နဲ့ပေါင်း30 30တွေက3နှုတ်တော့900ရအောင်ပါမယ်7 by 9ဆိုပြီးတော့ရရှိသွားမယ်ဆိုတော့သူကအဲဒီအောက်ကပေါ့เนาะဒီမှာ ABC မှာမပါဘူးဆိုတော့သူ့ရဲ့အဖြေလေးကနောက်ဆုံး ဒီဆိုပြီးတော့ရရှိသွားမှာဖြစ်ပါတယ်။အဲဆိုရင်တော့ဒီ video file လေးကတော့ဒီ probability နဲ့ပတ်သက်တဲ့ an event နဲ့ or event ပုံစံလေးကိုနားလည်ပြီလို့ထင်ပါတယ်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ Bye bye.